ားလုံးသောမိတ်ဆွေများမင်္ဂလာပါဒီကနေ့မှာတော့ဆရာကတနင်္ဂနွေသားသမီးမိတ်ဆွေတွေ2025ခုနှစ်ဧပြီလအတွက်တလှစာကိုဟောပြီးမှာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဘေးဘီယာမှန်မြောက်ဝေးကွာကြပါစေဒီ2025ခုနှစ်ဧပြီလအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာလက်ရှိစိတ်ထဲမှာအရာရာကိုရည်မှန်းချက်မျှော်လင့်ချက်တွေအဲမကြခင်မှာပြည်လာမယ်ဆိုတော့ ကံမျိုးပေါ်နေတဲ့အတွက်မိမိတို့လက်ရှိမှာအစီအစဉ်ချဖို့အတွက်နေရာထိုင်ခင်းကိစ္စအလုပ်ကိစ္စဘာကိုဖြစ်ဖြစ်အနာဂတ်အတွက်ကြိုတင်အစီအစဉ်ချခြင်းဟာတွေးခေါ်ထားခြင်းဟာတကယ်ကိုကောင်းမွန်သောကာလဖြစ်ပြီးတော့အဲမထင်မှတ်ဖဲနဲ့အခွင့်အရေးတွေအခွင့်အလမ်းကောင်းတွေပေါ်လာတတ်တယ်အမျိုးသမီးတွေတအုပ်တယောက်ရဲ့အမေအမအတုမဟုတ်အတိတ်ကဝါမှာတော်ဆက်ခဲ့တဲ့ပဋ္ဌာန်းဆက်တဲ့ပုံကိုယ်ဆက်တွေအဆက်ရှိတဲ့ပုံကိုယ်တွေရဲ့အကူအညီထူးတွေကိုရရှိတတ်သောအပ္ပတ္တ လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်တနုနေတာသမီးမိတ်ဆွေတွေကလက်ရှိကာလအတွင်းမှာမိတ်ဆွေတို့ရဲ့ကံဟာဘာကိုဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်စုံဖြတ်ဆုံးဖြတ်ချက်နှစ်ခွာအလုံးနှစ်ခွာစိတ်နှစ်ခွာဖြစ်တတ်တယ်အဲစိတ်ထဲမှာလုပ်ငန်းနဲ့ပတ်သက်ကိုကလှုပ်ပေးသလောက်ကိုကိုအမြင်ကြည်မနေတာမျိုးတွေဖြစ်စေကိုကိုယ်တိုင်အလုံးတစ်ခုခုကိုနှစ်ခါတစ်ပတ် ပြန်လောက်ရတာမျိုးဖြစ်စီပြန်လဲကြုံရတတ်တော့လာဖြစ်တဲ့အတွက်တရင်းလေးသားမိတ်ဆွေတွေဒီလာတာတော့တွေ့မှာဆိုဘာကိုဖြစ်ဖြစ်တော့စိတ်ချတီးခံပြီးတော့လောက်ဖို့လိုတဲ့အရာရာကိုဖြက်လန်းကြီးနိုင်လိုက်တဲ့မိတ်ဆွေများအားနေစီတော့လာဖြစ်ပါတယ်ဖြက်လန်းကြီးမလိုက်ဘူးလိုအပ်ပါတယ်ဒါအပြင်ဘာကိုဖြစ်ဖြစ်အဆင့်ကျော်လောက်တာအစတပ်ပိုင်းစတက်သွားတာဟာတရင်းလေးသားမိတ်ဆွေတို့လေးလာပိုင်းမှာကံကိုကောင်းမွန်စေတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါအပြင်အလောက်ကိစ္စ အဲမိမိရဲ့ကိစ္စအဝဝတွေမှာကိုကိုတိုင်းကိုကိုကိုစိတ်တိုင်းမကြခြင်းအမရခြင်းမျိုးတွေငါတိထပိုလုံနိုင်ရမှာကွာဆိုတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတော့အပတ္တကအလားဖြစ်ပါတယ်ခင်ဗျာထို့ပြင်မိတ်ဆွေတနုံတွေတာသမီးတွေကကျမ်းမာရင်းနဲ့ပတ်သက်ရင်ဒီလတာတော်တွေမှာကျမ်းမာရင်းနဲ့ပတ်သက်ရင်တနုံတွေတာသမီးမိတ်ဆွေတွေအထူးသဖြင့်အဲကျမ်းမာရေးဟာအစစ်အမြစ်နဲ့ပတ်သက်တာမျိုးလေးတွေရာသီအကူးပြောင်းကာလလေးတွေကြောင့်အသွေးသားနဲ့ပတ်သက်တာလေးတွေရားနာတာမျိုးလေးတွေနဲ့ပတ်သက်လို့ဖြစ်ရတတ်တယ်အထူးသဖြင့်အသက်60နဲ့အထက်တနုံတွေတာသမီးမိတ်ဆွေတွေဟာသွေးနဲ့ပတ်သက်တာမျိုးသွေးတိုးသွေးတက်တာ ောင်မျိုးလေးတွေကိုတော့တတိထားစင်ကြီးရလိုအပ်တော့လာဖြစ်ပါလေခင်ဗျာဒါအပြင်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်အလူအတန်းကိစ္စလေးတွေကြောင့်ငွေကြေးအကုန်ကျလေးတွေများရတာမျိုးမထင်မှာပဲခရီးသွားကိစ္စလေးတွေကြောင့်ရင်ဆက်ပစ္စည်းကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကျများရတက်ပြီးတော့လက်ထဲမှာငွေမမြဲတော့လာဖြစ်ပါတယ်ဒါကြောင့်တနည်းဥပမာဆိုရင်မိတ်ဆွေတွေကငွေကြေးနဲ့ပတ်သက်လာရင်တော့မိမိအနေနဲ့လက်ထဲမှာရှိတာတခုခုကိုရင်းနှီးလှုပ်ဆောင်တော့တာဟာပုံပြီးအားသာကောင်းမွန်တဲ့ဆက်ပစ္စည်းကိစ္စရင်ကိစ္စခရီးသွားကိစ္စလေးတွေမှာအလင်းစလုံးမလုပ်ပါနဲ့မထင်မှာပဲပေါ်လာ ားတော့မျိုးမျိုးတွေကြောင့်ငွေကြီးအကုန်ကြအများကြီးတက်တယ်။ဒါအပြင်စားတောက်ကုန်လုံငန်းနေအဲအစားအသောက်နဲ့ပတ်သက်တာလေးတွေမှာတတိထားစားသုံးမှာမကောင်းတဲ့အတက်ပညာအတိုက်ခိုက်လေးတွေကြောင့်ဖြစ်စေသို့မဟုတ်ရင်ကိုယ်နဲ့မတည့်တဲ့အစားအစာကိုစားမိကမှာ byte တွေအောင့်လာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တတိထားစင်ကျင်ပြီးပါအဲကျမ်းမာရင်နဲ့ပတ်သက်လာရင်နည်းနည်းလေးညံ့ပါလေအဲသို့တော့ အသက်60နဲ့နှစ်နှစ်အထက်တနေ့ကနေသားသမီးမိတ်ဆွေတွေကပို့ပြီးတတိထားရန်လိုအပ်တော်လာဖြစ်ပါတယ်ဒီလတာတော့အတွင်းမှာဘာကိုဖြစ်ဖြစ်ကိုဟာအပညာရေးနဲ့ပတ်သက်လာရင်လေအတိလွန်အတက်လွန်နေတက်တယ်အတိလွန်တက်လွန်နေတက်တယ်မိမိပြင်းပြမြောက်ပြီးတော့ပညာကိုကိုကိုတိုင်းကတနေရာထဲမှာအသုံးမချပဲဟိုနားလေလှုပ်ရှင်ဒီနားလေလှုပ်ရှင်တာမျိုးဖြစ်မမြဲတာမျိုးလေးတွေကြုံရတက်တော့လာဖြစ်ပါတယ် အဲငွေကြေးကံနဲ့ပတ်သက်လာရင်တော့အဲလက်ထဲမှာပူချံမနေဘဲနဲ့ငွေမမြဲတော့လာအပတလာဖြစ်ပါတယ်။ဒါအပြင်အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်လာရင်တော့လုပ်ငန်းကိစ္စအလုတ်ကိစ္စနဲ့ပတ်သက်ရင်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိစ္စအလုတ်ကိစ္စနဲ့ပတ်သက်ငါတိတက်ပူလုံနိုင်ရမှာဆိုတာမျိုးတွေဖြစ်ရတတ်တယ်လို့ငါကကိုကလုံနေကြလို့ကိုပဲကိုကိုကိုအာငါတော့လုတ်တာအားနေလာပြီလားဆိုတဲ့ confident ပျောက်ဆုံးမှုလေးတွေကိုမတွေးပါနဲ့ပြီးတဲ့အခါကိုကနားလိုက်တဲ့အချိန်မှာကိုရဲ့အထက်လူကြီးအလုတ်ကိုင်နဲ့ပတ်သက်ရင်မလုတ် ဘူးလို့ထင်ခဲ့သွားပြီလားဆိုရဲကိုကိုကိုစိုက်ကိုတွေထရမာတွေဝင်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ရင်ကွန်ပျူတာပျောက်ဆုံးတက်တဲ့အတွက်တော့အဲတနည်းနည်းသားသမီးတွေကိုကိုကိုယုံကြည်စိတ်ကိုတော့ hash level ကိုတင်ထားရမယ်ကိုကိုကိုငါလုတ်ခဲ့တာပဲငါလည်းဘာလို့ပြူဆိုင်မှာလဲဆိုဒီလိုမျိုးပေါ့နော်ဘာဝင်းကျင်အများကိုတတိထားရင်တနည်းနည်းသားသမီးတွေကလုပ်ငန်းနဲ့ပတ်သက်ရှေ့မရောက်ပဲကြန့်ကြာနေတတ်တဲ့အတွက်တော့ကိုကကိုလုတ်เสียရှိတာကိုစူးစူးဆိုက်ဆိုက်လုတ်ဖို့လိုအပ်ပါတယ်ဒီလက်တာတော့အတွက်မှာ အထူးသဖြင့်အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေများအများနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်အထယ်လိမ့်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အလူအတားကိစ္စဘာသာရေးကိစ္စနဲ့ပတ်သက်တာလေးရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်ထို့အပြင် ရွှေနဲ့ပတ်သက်ပြီးတော့ဝင်လာမျိုးရွှေဝယ်တာမျိုးလေးတွေအကျိုးပေးတယ်စားသောက်ကုန်လုပ်ငန်း အကျိုးပေးပါတယ်။စံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေကိုပိုင်ဆိုင်လုပ်ငန်းတွေပွင့်လို့တဲ့မိတ်ဆွေများရှေ့တူဆိုင်ရလှုပ်ဆောင်မှာငကိုကယာရုတက်ဖို့ယာရုပြောက်ဖို့ယာရုတိုးဖို့မျှော်လင့်နေတဲ့မိတ်ဆွေတွေယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်ယာရုတက်ဖို့အတွက်လည်းအခွင့်အလမ်းကောင်းတွေများစွာရရှိတတ်သောလဖြစ်ပါတယ်။ညီကိုမောင်မအဝေးမှာအဆက်အသွယ်ပြတ်တတ်တယ်အတိမိတ်ဆွေမိသားစုဝင်တွေဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ပြတ်တာမျိုးလေးတွေနည်းနည်းလေးဟိုဆက်နလို့ပေါ့ စိတ်ဆိုးစိတ်ကောက်တာမျိုးလေးတွေကြောင့်အဆက်အသွယ်အားနည်းစီတော့လဖြစ်ပါတယ်အဲထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုဆက်သူလုပ်ငန်းတွေအကျိုးပေးတယ်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးတယ်အလှပရေးရဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်အဲအဲဆွမ်းနာလို့အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းအဖွဲ့တွေဘာသာရေးဆိုင်ရာတွေအယောင်းဝယ်တွေရေထွက်ကုန်ပစ္စည်းတွေအကျိုးပေးတော့လဖြစ်ပါတယ်ခင်ဗျာငကုကတူးနဲ့တူးတယောက်နဲ့တယောက် အဲနားလည်းမှုလွဲနေတဲ့လုပ်ငန်းတွေမှာတော့ကိုကနည်းနည်းလေးဟိုချွတ်ချံချွတာပြီးတော့နည်းနည်းလေးလူတိုင်းကိုပြုံးကြပြပြီးတော့ဖြည့်ရှင်းရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမဲ့လာဖြစ်ပါတယ်ဒီလက်တာတော်တွေမှာတနုံလေးသားသမီးမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်အအချိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့အမိုးပြရအောင်အစိမ့်အောင်တွေဟာအချိုးပေးကံကောင်းစီပါတယ်အချိုးပေးသောနေသားအနေနဲ့ဆိုဗုဒ္ဓဖူးသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လောက်တာဟာအာတာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်အချိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့ ၃ခန်း၊၆ခန်း၊၁ခန်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာစီနိုင်ပါတယ်။အကျိုးပေးသောအရက်ဟာတော့အနောက်ရက်ဖြစ်ပါတယ်။ကံကောင်းစေသောအရက်ဟာတော့တောင်စုစုရက်ဖြစ်ပါတယ်။ဒီလက်တာတော်တွင်မှာတတိထားဆင်ကျင်ရမယ်။အယောင်နေနဲ့ဆိုရင်တော့အသားရောင်တို့ခဲရောင်တို့ကိုဝစ်စင်တာမျိုးကိုတတိထားဆင်ကျင်ပြီးဖို့လိုအပ်ပါတယ်။ဘာကိုလှုပ်လှုပ်လရဲ့26ရက်နောက်ပိုင်းမှာတော့ကံကညံ့စီတာကိုထပ်လောင်းပြောကြားပြရစီခင်ဗျာ။လူငယ်တွေအရှိရေးမှာဆိုရင်တော့တုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်တာမျိုးအဲစိတ်ဆူ ုးစိတ်ကောက်တာမျိုးเนาะဖြစ်ရတတ်တယ်လို့အချိန်ကြီးနဲ့ပတ်သက်လာမိမိရှိတော်မြန်လို့တော့သူကိုဖွင့်ပြောတာမျိုးဒီထက်ဖြစ်နိုင်လို့ရှိရင်ကံရဲ့အားနည်းမှုကိုရရှိနေတာမျိုးယာယီဖူးစာတွေပေါ်တက်တဲ့သဘောဖြစ်တဲ့အတွက်တော့အချိန်ကြီးမှာတော့နှလုံးသားကိုမြူသိပ် lock up ပြီးတော့တင်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အချိန်ကြီးနဲ့ပတ်သက်ရင်သမီးစားကြီးမှာဆိုရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်သဝင်တူမှုရိုးစွန်းမှုဆွဆွဲမှုလေးတွေများစွာဖြစ်ပေါ်တက်ပြီးတော့အဆက်အသွယ်ပြတ်တာမျိုးလေးတွေเนาะအဲစိတ်ဆိုးစိတ်ကောက်တာမျိုးလေးတွေသဝင်တူရိုးစွတ်တာမျိုးလေးတွေကြုံရတာမျိုးလေးတွေကြောင့်အဆက်အသွယ်ပြတ်စိတ်ဆိုးစိတ်ကောက်အဲလ ေးတိုက်တိုင်းယူနေပါတယ်။သို့တော့မထင်မဖဲနဲ့မိမိရဲ့အရှိရေးမှဆိုလို့ရှိရင်တော့အိမ်အောင်ကြတာမျိုးလေးတွေရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းနေအိမ်အောင်ပြုခြင်းစေးဆက်ခြင်းမင်္ဂလာတရင်ကြားရခြင်းနှလွာပေါင်းမှတိပက်ဆိုတဲ့အတိုင်းပဲပေါင်းစုလုပ်ရတယ်အဲပေါင်းစုလုပ်ရတယ်တော့ဖြစ်သွားပေါင်းစုပြီးတော့နော်ဟုတ်လားအိမ်အောင်ပြုဖို့လူကြီးမိဘဆရာသမားတွေနဲ့တွေ့တွေ့ဖို့ဟုတ်လားတိုက်တွန်းတာမျိုးလေးတွေကကံရဲ့အာတံကိုရရှိတတ်တော့လာဖြစ်ပါတယ်ခင်ဗျာဒီလက်ထာတော့တွင်မှာဆိုရင်မိတ်ဆွေတို့အရေးကြီးသောကိစ္စတွေခရီးသွားတဲ့အခါခရီးထွက်တဲ့အခါမှာအင်္ဂါသသမီးတို့အင်္ဂါရက်တို့အင်္ဂါနေ့တို့မှာသွားရင်ပို့မှုပြီးတော့အာတာက ောင်းမွန်ပြီးတော့လုံခြုံမှုပြေဝစီတော့လဖြစ်ပါလေခင်ဗျာအဆောင်အနေနဲ့ပြုလုပ်လို့တဲ့မိတ်ဆွေများအနေနဲ့ဒီလာတာတော့တင်ပါဆိုရင်ဆရာတို့ဟိုစနလိုပေါ့ဗုဒ္ဓဖူးနံဆိုတာစင်ရုပ်ကလေးတွေဆောင်းသွားတာမျိုးသို့မဟုတ်ရင်မိတ်ဆွေတို့နဲ့ဗုဒ္ဓဖူးဆိုတာဆရာတို့ စနလို့ပေါ့ကြောက်မိမိတို့ခྱི་သွားတဲ့အခါမှာတယောက်တည်းဆိုရင်ကြောက်ခဲနောက်ထပ်နှလုံးလေးကောက်ပြီးတော့ဆောင်းသွားတာမျိုးတို့အကျိုးပေးကံကောင်းစီပါတယ်ထို့အပြင်မိတ်ဆွေတို့အဋ္ဌကျန်အနေနဲ့ပြုလုပ်ခြင်းတပဆိုရင်တော့ဒီလာတာတော်တွင်မှာဆိုရင်တော့ဝိဆာစရဏတမန်တော်လောကဝိတုဆိုတော့ဂုံတော်ပတိကိုဝိဆာစရဏတမန်တော်လောကဝိတုဆိုတော့ပတိကိုကိုရက်တီတီစိတ်ပြီးတော့အဋ္ဌကျန်ပြုရင်အဆတ်ဆရရကံကောင်းမှုနဲ့တိုးတက်မှုကိုရရှိစေမယ်လားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတနည်းဝင်တဲ့သမီးတွေကအိမ်မက်ထဲမှာဖျားတဲရတာမျိုးဇီဒီပရဝံတိန်နဲ့ပတ်သက်ပြီးအိမ်မက်မှတ်တဲ့အခါမိ ရှိတို့ရဲ့ရည်မှန်းချက်ကိစ္စရွယ်ချက်ကိစ္စတွေပြည့်စုံတော့မယ်လို့ရည်ရွယ်ပြီးတဲ့အခါအရေးကြီးသောကိစ္စတွေကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ပါမိမိအိမ်အတွင်းမှာအိုးအဆုပ်အိုးအပြက်တွေရှိရင်စွန့်ပါအကံညံ့စီပါတယ်ဒါအပြင်အင်ကြီးတွေအပေါက်တွေမိကျွမ်းတာမျိုးဖျားမိသည့်မိကျွမ်းတာမျိုးလေးတွေရုတ်တရက်ပေါ်လာတဲ့အခါမှာတုံဆိုင်တွေဝင်မနေပဲချက်ချင်းလဲလိုက်ပါကံရဲ့တိုးတက်မှုကိုရရှိတတ်တော်လဖြစ်ပါတယ်ခင်ဗျာဒါအပြင်တနုံနေတာသူမိတ်ဆွေတွေဟာဒီ1386 ခုနဲ့ကုံပြီးဆရာကဒီတကြံမကြမ်းမတကြံရောက်တော့မှဆိုတော့ဥကောင်းစီချင်းမင်္ဂလာကိုပြုလုပ်ခိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာရဲ့ like ကိုပဲဆက်ဆောင်ကြည့်ပေးပါဆရာဥကောင်းစီချင်းအတွက်ကိုဒီလတာမှာအချိန်ရောအခါရောဘလို့မျက်နှာမူပြီးဘလို့ဆေးရမလဲဆိုတာကိုပြောပြပြီးမှဖြစ်တဲ့အတွက်အဲတနည်းနဲ့သသမိတွေမိတ်ဆွေတွေကန်ဆာတာတက်စီရန်အတွက်ဆိုရင်တော့အဲဆရာကိုပဲဒီဗီဒီယိုပဲဆက်ဆောင်ကြည့်ပါလို့ဆရာကြိုပြီး marketing စီးရင်းနဲ့တနည်းနဲ့သသမိမိတ်ဆွေတွေအားလုံးနဲ့တကွာမြန်မာပြည်သူမြန်မာပြည်သားတွေအားလုံး ဘေးပြရာတွေဝေးကွာလို့အောင်မြင်မှုတွေ LED ပိုင်းဆိုင်တိုးတက်ကြပါစေလို့ဆရာဒီကနေ့အနုအညွတ်ဆုတောင်းထောက်ပံ့ပြုလိုက်ပါတယ်ခင်ဗျာ